ိုင်ငံမှာဒီမိုကရေစီစနစ်ထုံးကားပြီးတိုင်းသားလက်နက်ကိုင်အဖွဲ့တွေမရှိတဲ့အချိန်မှာမှလွတ်တော်အတွင်းစစ်တပ်ပါဝင်မှုကိုအစဉ်စဉ်ရှော့ချသွားနိုင်မယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်နိုင်က ပြောလိုက်ပါတယ်။မန္လီတိုင်းပြည်ဦးလင်မှာရှိတဲ့စစ်တပ်အရာရှိတွေမိသားစုဝင်တွေနဲ့ဒီဇင်ဘာလ6ရက်နေ့တွေ့ဆုံချိန်မှာအခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။ဒီလိုစစ်ကောင်းဆောင်ရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီးတိုင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ထားတဲ့နိုင်ငံရေးပါတီတွေကအခုလိုတုံ့ပြန်ပြောဆိုပါတယ်ကျွန်တော်ကတော့တော်တော်ကြည့်လို့ရတယ်။လက်လက်ချာဖို့ပြန်ကြည့်ကြည့်ပါမ။သူအမေတက်လို့တိုင်းအင်ဂျာနီဆိုတဲ့နေရာမှာလက်လက်ခုပဲပြောနေတာ။အခုလည်းလက်လက်ချဖို့ပြောနေတာနေရာမှာပဲ။ကျွန်တော်ကတော့ဘယ်ဟောက်လို့ပြောတာ။လက်လက်ကိုင်းတဲ့ပေါ်လာရဲ့ရှင်းချက်ပေါ်တဲ့ ဲဒီလိုလို့တော့ပါလေဆက်တော့ပါဘူးတော့ချောချမယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အဲနိုင်ငံရေးရတော့လုံးဝဒီမိုကရေစီဆိုတာတော့ပြောရတာမဟုတ်တော့ပါဘူးအတူဝက်စစ်အာဏာရှင်တစ်ဆုံးချေဖို့ပဲပြောရတဲ့စကားပဲဖြစ်ပါပါကျွန်တော်လည်းဒီလိုဖြစ်ပါတယ် ဗိုလ်ချုပ်ဝန်ကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အုပ်စုဟာပြည်သူလူထုကဒီမိုကရေစီနည်းအရမဲပေးရွေးချယ်တင်မြှောက်ထားတဲ့အယက်သားအစိုးရကိုမဲမတမာမှုရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဆွတ်ဆွဲပြီးအဓမ္မအာဏာသိမ်းယူထားတာဖြစ်ပါတယ်။အယက်သားအစိုးရခေါင်းဆောင်တွေဖြစ်တဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နိုင်ငံတော်ရဲ့သမ္မတဦးဝင်းမြင့်နဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကိုဖမ်းဆီးချုပ်နှောင်ထားပြီးရွေးကောက်ပွဲပြုလုပ်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။ ပြည်သူလူထုကစစ်တပ်နိုင်ငံကြီးမှာဝင်ပါနေတာကိုလက်မခံကြောင်းသိရတဲ့အာနာသိန်းခေါင်းဆောင်ကပြောင်းပြန်ပြောနေကြတာဖြစ်တယ်လို့လူပောင်တဲ့ဒီမိုကရက်တစ်ပါတီ DPNS ရဲ့ဥက္ကဋ္ဌဦးအောင်မိုးစောကထောက်ပြပါဗျာ။အင်းဒါသူတို့ကကိုတိုင်းမှာသူတို့လုပ်ချင်တာကသူတို့ကဦးစီးတဲ့နိုင်ငံကြီးသူတို့ကဦးစီးတဲ့အခြေအနေအဲ့ဒါကိုဆက်ပြီးတော့အကောင့်တွေပေါ်နေရတာဖြစ်တယ်။ပေါ်တဲ့ပုံစံစားနေရတယ်ဖြစ်တယ်။ဒါကြောင့်မလို့အဲ့ဒါလက်ကိုင်းနေရှိတဲ့အချိန်မှာလို့ ောတာဖြစ်ပါလားအဲအဲ့ဒါကဘယ်သူမှလက်ခံတဲ့ကိစ္စမဟုတ်လိုက်အကုန်လုံးကသူတို့မရှိမှဖြစ်မယ်လို့ပြောနေတဲ့စစ်တမ်းနဲ့နိုင်ငံရေးတပါဆိုင်လို့ပြောတာသူများသူတွေပေါ့အဲ့လိုအခြေအနေမျိုးတောင်းဆိုနေတဲ့ဒိုင်းပြည်တော်ကတောင်းဆိုနေပြီးသားကိုသူတို့ကပြောင်းရတာပြောနေတယ်ခင်ဆက်ဆက်စစ်ကောင်းဆောင်တွေအနေနဲ့သူတို့စစ်တပ်ဟာမျိုးချစ်နိုင်ငံရေးသမားတွေနဲ့စတင်ဖွဲ့စည်းခဲ့ပြီးပြည်တွင်းရန်ပြည်ပရန်တွေကိုကာကွယ်ပေးခဲ့တာကြောင့် မျိုးသားနိုင်ငံရေးဥဆောင်မှုမှာတာဝန်ရှိတယ်လို့ပြည်သူလူထုနဲ့တက်တွင်းမှာဝါဒဖြန့်ချီခဲ့ကြပါတယ်။လက်တွေ့မှာတော့စစ်တပ်ဟာနိုင်ငံရေးသမားတွေကိုဖိနှိပ်ပြီးစစ်အာဏာသိမ်းမှုကိုအကြိမ်ကြိမ်ကျူးလွန်ခဲ့တယ်လို့နိုင်ငံရေးတောင်းဆိုမှုတွေမရရှိလို့လက်နက်ကင်တော်လှန်ကြတဲ့တိုင်းဒါလက်နက်ကင်အဖွဲ့တွေကိုလည်းတောက်လျှောက်ဖိနှိပ်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာလည်းအာဏာသိမ်းထားတဲ့အပြင်ဒီအာဏာသိမ်းမှုကိုမကျေနပ်လို့ဆန္ဒပြတော်လှန်တဲ့ပြည်သူတွေကိုလည်းရဲရဲစက်စက်တပ်ဖြတ်မှုတွေပြုလုပ်နေတာ 2021ခုနှစ်ဖေဖော်ဝါရီလကစလို့ဒီကနေ့အထိပဲဖြစ်ပါတယ်။ဒီလိုအချိန်မှာစစ်တပ်ကရွေးကောက်ပွဲကျင်းပမယ်လို့ကြွေးကြော်လာပြီးဒီရွေးကောက်ပွဲကနေစစ်တပ်စီကအာဏာဖဲ့ယူမယ်ဆိုတဲ့စဉ်းစားချက်နဲ့ဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေကလည်းရှိနေပါဗျ။အာဏာရှင်စနစ်ကြီးဆုံးရေးဝါရောက်ထူထောင်တာကိုထူထောင်တယ်လို့မပြောရဲနဲ့ဟိုဟိုဒီမိုကရေစီအခွင့်အရေးကိုပေးနေပါပြီ။ငါပေးသလောက်ကိုတော့လောလောလတ် ဘလောင်းနဲ့ပဲနှစ်သိမ့်ပါဘလောင်းနဲ့ပဲယူပါနောက်ပိုင်းကျရင်တော့ငါပြတ်ပြူပါမယ်ဆိုပြောနေကြတယ်ခွေးကနော်ပတ်တလို့စားမယ်ဆိုပြောနေတယ်ဂျုံနာစကားနဲ့တူတူပါပဲလို့ကျွန်တော်မှတ်ချက်ပြုချင်ပါတယ်စစ်တပ်အနေနဲ့ခေဆက်ဆက်မှာပြည်သူတွေတိုင်းဒေသနဲ့ကိုင်အဖွဲ့တွေရဲ့ဆန္ဒသဘောထားတွေကိုတံပိုးမထားခဲ့သလိုသူတို့ကိုယ်တိုင်ပြဋ္ဌာန်းထားတဲ့2008အခြေခံဥပဒေကိုလည်းလိုက်နာဆောင်ရွက်ခြင်းမရှိဘဲစစ်အာဏာသိမ်းမှုကိုကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ခေတ်ဆက်ဆက်စစ်ကောင်းဆောင်တွေအနေနဲ့နိုင်ငံရေးစီးရင်းနဲ့ငြိမ်းချမ်းရေးကိစ္စဆွေးနွေးမှုတွေမှာကတိတည်ခဲ့တာမရှိဘဲအချိန်ချင်းချိုးပေါက်ခဲ့တယ်လို့နိုင်ငံရေးလှလသုံးသက်သူတွေကဆိုကြပါဗါးအဓိကကတော့နှစ်ဖက်အကြားအပြန်အလှန်ယုံကြည်မှုပါပဲကျွန်တော်တို့ဖက်ကတော့အများရန်ပြောပါတယ်စစ်တပ်ကနိုင်ငံရေးကနေရာတက်ပန်ထုတ်ထွက်မယ်ပါဝင်မှုမရှိတော့ဘူးဆိုတဲ့ခိုင်မာတဲ့ကတိကိုအဲ့ဒီကတိကိုကိုကျွန်တော်တို့ဘယ်လောက်ယုံကြည်ရမလဲ ဆိုတဲ့ဟာနိုင်ငံတကာမျက်နှာစာမှာကျွန်တော်တို့ဂတိကောနဲ့အတူအဲ့ဒါလို့ပြုတ်နိုင်ရင်ကျွန်တော်တို့ယုံကြည်လောက်တဲ့လှုပ်ဆောင်မှုတစ်ခုခုပြနိုင်ရင်တော့ကျွန်တော်တို့ဘက်ကတော့ဘာမှအခက်အခဲမရှိပါဘူးအဓိကကတော့စစ်တပ်ကနိုင်ငံရေးကနဲ့ရာသက်ပံထွက်နေဆိုတာမျိုး now အခုတို့ပြောနေတဲ့ဟာလက်နဲ့ကင်တွေမရှိမှလွတ်တော်ထဲမှာပါဝင်မှုကိုတဆင့်ချင်းတဆင့်ချင်းရှော့ချမယ်ဆိုတဲ့ဟာက ယုံကြည်နိုင်လောက်တဲ့နိုင်လောက်တဲ့ဂတိကိုမဟုတ်ဘူးပေါ့အဓိကကတော့အပြန်အလှန်ယုံကြည်မှုတည်ဆောက်ဖို့ခိုင်မာတဲ့ဂတိကိုပေးဖို့သူတို့ဖက်ကလိုပါတယ်ပေါ့ဟုတ်ကဲ့